ားလုံးပဲမင်္ဂလာပါကျော်ဒီနေ့ဘယ်မှာဆိုရင်တော့ Facebook ကနေပြီးတော့ကျော်တို့ဝင်ငွေရချင်တယ်ဘယ်ကနေစလုပ်ရမလဲမသိဘူးဆိုတဲ့သူတွေအတွက်ကျော်ဒီနေ့ဒီဗီလေးမှာပြောပြပေးမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်လည်းတစ်ချက်လောက်ကြည့်ကြကျွန်တော်တို့က Facebook ပေါ်ကနေပြီးတော့ဝင်ငွေရှာမယ်ဆိုရင်ပထမဦးဆုံးတစ်ချက်နေနဲ့ကိုကဘလို့ဗီဒီယိုမျိုးတွေရိုက်ပြီးတော့တင်ပါလေဘလို့ခွန်းတက်မျိုးတွေရိုက်ပြီးတော့ကျွန်တော်တို့ဝင်ငွေရှာပါလေအဲကျွန်တော်တို့အစားတောက် ဘလော့တွေရိုက်မှာလားဒါမှမဟုတ်နည်းပညာကွန်တန့်တွေရိုက်မှာလားဒါမှမဟုတ်စင်ကျော်တို့ကဒီခကြီးသွားတဲ့ဘလော့တွေပေါ့နော်ထွားကြတာဘလော့တွေရိုက်ပြီးတော့ကျော်တို့ဝင်ဝေးရှာမှာလားကို့မှာကွန်တန့်မရှိဘဲနဲ့သူများရဲ့ကွန်တန့်တွေကိုယူပြီးတော့တင်မယ် copy ကွန်တန့်တွေကိုကူးတင်မယ်ဆိုရင်တော့ကျော်တို့ Facebook ကနေပြီးတော့ဝင်ဝေးရှာလို့ရမှာမဟုတ်ဘူးယနေ့ချိန်မှာဆိုလို့ရှိရင်တော့ကျတို့မိမိတို့အသုံးပြုနေတဲ့ Facebook အကောင့်ကို profile page အဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်တို့ဝင်ငွေရှာလို့ရသလို business page ကနေပြီးတော့လည်းကျွန်တော်တို့ဝင်ငွေရှာလို့ရတယ်။မိမိတို့အသုံးပြုနေတဲ့ Facebook account ကို profile page အဖြစ်ပြောင်းလဲပြီးတော့ဝင်ငွေရှာတော့မယ်ဆိုရင် Facebook မှာကဝင်ငွေရှာတော့မယ်ဆိုရင်သူ့ရဲ့ policy တွေရှိတယ်။ Facebook ရဲ့စီမီစီကံတွေရှိတယ်။ Community Standard Policy ကျွန်တော်ပါတနာ modernization policy လို့ content modernization policy လို့ဆိုတာရှိတယ်။အဲ့တော့ကိုကကိုအသုံးပြုနေတဲ့ Facebook account က နှစ်ပေါင်းများစွာကြာခဲ့ပြီဒါကိုကျွန်တော်တို့က profile page ဖြစ်ပြောင်းလဲလိုက်တာအရင်တော့ဆိုရင်တော့ကျွန်တော်တို့ကတွေ့ရ content တွေတင်ခဲ့တဲ့တချင်းတွေအဲဒီမြဲဗီဒီယိုတွေကုတင်ခဲ့တာရှိတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ Facebook account ကနေပြီးတော့ပဲ profile page ဖြစ်ပြောင်းလဲပြီးတော့ဝင်ဝေးရှာမယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook ဒီ profile page ကိုအင်ဦးဆုံးကျွန်တော်တို့ရှင်းလင်းထားရမယ်ကိုယ့်ရဲ့ profile page မှာတချင်းတွေဒီမြဲဗီဒီယိုတွေ အဲ့ဒီမြဲခွန်းတက်တွေကိုယူပြီးတင်လာတယ်ဆိုရင်တော့ဒါကိုကျွန်တော်တို့ကအကောလုံးကျွန်တော်တို့ဖြတ်ပြရမယ်။ပြီးရင်တော့ကျွန်တော်တို့ကကိုပိုင်ခွန်းထန့်ပေါ့နော်။ကိုပိုင်ရိုက်ထားတဲ့ခွန်းထန့်သို့မဟုတ်ကိုပိုင် creation လုပ်ထားတဲ့ခွန်းထန့်ပေါ့နော်။အဲကိုပိုင်ခွန်းတက်တွေကိုကျွန်တော်တို့က Facebook ပေါ်မှာကျွန်တော်တို့တင်ပြရမယ်။ Facebook ပေါ်ကနေပြီးတော့ကျွန်တော်တို့ဝင်ငွေရဖို့ဆိုလို့ရှိရင်လက်ရှိအသုံးပြုနေတဲ့ Facebook အကောင့်ကို profile page ဖြစ်ပြောင်းလဲပြီးပြောင်းလဲလိုက်တာနဲ့ကျွန်တော်ဝင်ငွေရတာမျိုး မဟုတ်ဘူး။ပိတ်ချက်ချင်းဖွင့်ပြီးတာတန်းကျော်တို့ဝင်ဝင်ရတာမျိုးလည်းမဟုတ်ဘူး။ယနေ့အချိန်မှာပေးနေတဲ့ဝင်ဝင်ရနိုင်တဲ့ဒီ program ဖြစ်တဲ့ CM လို့ခေါ်တဲ့ content modernization program Facebook ကနေပြီးတော့ကျွန်တော်တို့ကို invite set up ပေးမှသာလျှင်ကျွန်တော်တို့ကဒီ content modernization ကိုရှောက်ပြီးမှဝင်ဝင်ရတာ။အဲ့တော့အဲ့ဒီ content modernization set up ရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေ့စဉ်ဗီဒီယိုတွေတပ်ပုံတွေစာတွေကိုကျွန်တော်တို့တင်ပေးရမယ်။ အဲ့လိုဓာတ်ပုံတွေဗီဒီယိုတွေစာတွေတင်တဲ့အခါမှာလဲတွေ့လျာဗီဒီယိုတွေသူများရဲ့ဗီဒီယိုတွေသူများရဲ့ဓာတ်ပုံတွေစာတွေကိုယူတင်ယုံလောင်းနေတော့ကျွန်တော်တို့ဒီ content modernization ကဆက်အပ် invite ခံရမှာမဟုတ်ဘူးအဲ့ဒီတော့ကျွန်တော်တို့ကဒီ content modernization ဆက်အပ်ရဖို့အတွက်ဆိုလို့ရှိရင်ကိုယ်ပိုင်ဗီဒီယိုကိုယ်ပိုင်ဓာတ်ပုံကိုယ်ပိုင်စာတွေကိုကျွန်တော်တို့ကနေ့စဉ်ပုံမှန်တင်ပေးရမယ်ကိုယ်ပိုင်ဗီဒီယိုလို့ပြောတဲ့နေရာမှာကျွန်တော်တို့ on content လို့ပြောလိုက်တဲ့နေရာမှာအာကိုယ့်ရဲ့ရုပ်ကိုပြပြီးတော့ ဟာရိုက်ထားတဲ့ဗီဒီယိုမျိုးကိုဆိုလိုတာမျိုးမဟုတ်ဘူးကိုကိုတိုင်ဖန်တီးထားတဲ့ဗီဒီယိုကိုပိုင် creation လုပ်ထားတဲ့ဗီဒီယိုနော်ကိုယ့်ကို reaction ပဲလုပ်လို့နော်ကိုယ့်အကိုဒီ white over နဲ့ဖန်တီးထားတဲ့ဗီဒီယိုပဲလုပ်လို့ကြိုက်တဲ့ဗီဒီယိုလုပ်ဒါပေမဲ့သူများရဲ့ဗီဒီယိုဖြစ်နေဖို့မရဘူးကိုပိုင်ဗီဒီယိုဖြစ်နေဖို့တော့လိုတဲ့ကိုပိုင် creation လုပ်ထားတဲ့ဗီဒီယိုဖြစ်နေဖို့လိုအပ်တယ်ဒါမှကျွန်တော်တို့ကဒီ Facebook ကနေပြီးတော့ကျွန်တော်တို့ကို content modernization program ကိုကျွန်တော်တို့ကို invite ပေးမှာအဲ့တော့ဒီ content modernization စာ invite ရဖို့အတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကနေ့စဉ်ကိုယ့်ရဲ့ page သို့မဟုတ် profile page ကိုဒီ content တွေနဲ့ပုံမှန် run နေဖို့လိုအပ်တယ်။ဘာမှမလုပ်ဘဲနဲ့တော့ကျွန်တော်တို့ကဘာမှဖြစ်လာမှာမဟုတ်ဘူး။နော်အဲ့တော့ဘယ်ကနေစလုပ်ရမလဲမသိဘူးဆိုရင်တော့လက်ရှိမိမိတို့အသုံးပြုနေတဲ့ Facebook account ကို professional mode turn on အရင်လောက်လိုက်။သို့မဟုတ်ကျွန်တော်တို့ပေးတခုအရင်ဖွင့်လိုက်။ပြီးလို့ရှိရင်တော့ကျွန်တော်တို့က Facebook account ကို professional mode turn on လောက်လာတဲ့ဆိုရင်ကိုယ့်ရဲ့ Facebook account မှာတင်ထားတဲ့ content တွေကိုကျွန်တော်တို့အရင်စစ်ဆေးပြီးတော့သူများရဲ့ content တွေဖြစ်နေတယ်။သူများရဲ့ဒီတချင်းတွေ video တွေဖြစ်နေဆိုရင်ကျွန်တော်တို့အားလုံးကိုဖြတ်ပေးလိုက်။ပြီးလို့ရှိရင်တော့ကိုယ့်ရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ video တွေကိုကျွန်တော်တို့နေ့စဉ်တင်ပေးမယ်။ တနေ့ကိုတပုတ်သူမဟုတ်နှစ်ရက်တပုတ်ပေါ့နော်ဗီဒီယိုလေးနေ့စဉ်တင်မယ်ကျွန်တော်တို့ဓာတ်ပုံလေးကိုနေ့စဉ်တင်ပေးမယ် Facebook ရဲ့ဒီ policy လို့ခေါ်တဲ့ community standard policy နော် partner modernization policy content modernization policy စတဲ့ policy တွေကိုကျွန်တော်တို့ကလိုက်နာပြီးတော့ run မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါတိတ်မကြခင်မှာကျွန်တော်တို့မျှော်လင့်နေတဲ့ content modernization setup ကိုကျွန်တော်တို့ invite ခံရမယ် content modernization setup ကို invite ခံရမှသာလင်ဒါကိုကျွန်တော်တို့က ဒီ set up ကိုနှိပ်ပြီးတော့ဒီ Facebook modernization ကိုရှောင်မယ်ပြီးမှကျွန်တော်တို့ကဒီ contact တွေတင်ပြီးတော့ဝင်ဝေးရှာလို့ရမယ်အဲ့တော့ကိုယ်မှာ contact မရှိဘူးဆိုတဲ့သူတွေအတွက်ကတော့ဒီ Facebook modernization ကနေပြီးတော့ဝင်ဝေးရဖို့ဆိုတာ Facebook ဘောကနေဝင်ဝေးရဖို့ဆိုတာကတော့ဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူး Facebook ဘောကနေပြီးတော့ဝင်ဝေးတော့လိုချင်တယ်ကိုယ်ပိုင်ဖန်တီးမှုလည်းမရှိဘူးကိုယ်ပိုင်ဗီဒီယိုလည်းမရိုက်နိုင်ဘူးသူများတွေပတ်စံရလို့ ကိုလည်းဒီ Facebook ပေါ်ကနေပြီးတော့ပတ်စံရခြင်းနဲ့အာသူများရဲ့ content တွေကိုပဲယူပြီးတင်မယ်သူများရဲ့ video တွေကိုပဲယူပြီးတင်မယ်ဆိုရင်တော့ကျွန်တော်တို့ Facebook ပေါ်ကနေပြီးတော့လုံးဝဝင်ဝေရှာလို့ရမှာမဟုတ်ဘူးကျွန်တော်တို့လက်လျှော့ပြီးတော့ပဲဒီ Facebook monetization ကနေပြီးတော့ပဲကျွန်တော်တို့စုခွာသွားရပါမယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်